မန္တလေးနန်းတော်ထဲကဗြိတိရှမင်းသား1889ဒီပုံဟာတာမန်ဘုံတဘုံမဟုတ်ပါဘူးဒါဟာ1889ခုနှစ်မန္တလေးနန်းတွင်ကရှားပါးမြင်ကွင်းတစ်ခုပါမြန်မာဘရင်တွေမရှိတော့တဲ့နောက်နန်းတော်ထဲမှာဘသူတွေရောက်နေကြလဲဒီပုံထဲကမြင်းရထားနဲ့ခန်းသားစွာ တွေ့ရသူကတော့ဂိတိန်ဘရင် ဝီတိုရီယာရဲ့မြေနောင်ခင်ကဝတ်ဗီရဲ့တားတော့ Prince Albert Victor ဖြစ်ပါတယ်။သူဟာဒီဘောမင်းပါတော်မူပြီး1889ခုနှစ်မှာမန္တလေးနန်းတော်ကိုလာရောက်လည်ပတ်ခဲ့တာပါ။တချိန်ကမြန်မာဘရင်တို့ရဲ့အခမ်းအနားတွေကျင်းပရာအုပ်ချုပ်မင်းလို့ရမန္တလေးနန်းတော်ဟာအဲ့ဒီအချိန်မှာဗြိတိရှားတို့ရဲ့အုပ်ချုပ်ရေးရုံးဆိုင်ရာဘရင်ခံအိမ်တော်ဖြစ်နေခဲ့ပါပြီ။ သူ့ရဲ့ခရီးစဉ်ဟာအိန္ဒိယနဲ့မြန်မာပြည်ကိုလှည့်လည်တဲ့တော်ဝင်ခရီးစဉ်ရဲ့တစိတ်တစ်ပိုင်းဖြစ်ပြီးဒါဟာကိုလိုနီခေတ်အစပိုင်းကဗြိတိရှားတို့ရဲ့ဩဇာအာဏာကို ပြတ်တတဲ့သမိုင်းဝင်မတန်းတစ်ခုပဲဖြစ်ပါတယ်။ဒီလိုသမိုင်းဝင်အကြောင်းအရာတွေကိုကြိုက်နှစ်သက်ရင် like follow လုပ်ထားခဲ့ဖို့မမေ့ပါနဲ့။